ကျေးဇူးအများကြီးတင်ပါတယ်အာအခုလိုဒီချင်းလုံးမေဒီကနေကျွန်တော်တို့ဒီစီနိုငေကူရီကပြောတော်တဲ့ဟာတွေကိုပြန်လည်ရှင်းလင်းနိုင်ဖို့အခွင့်အရေးပေးတဲ့အတွက်ကြောင့်လည်းအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအဲ့ဒီပီတာသန်းတို့သောင်းသောင်းတို့ပြောတော်တဲ့ဟာကိုနားထောင်တော့ရေတုံရေချင်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီဟာက စီ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 မဖွက်စီခင်ကြဲကကျွန်တော်တို့လည်းပါပါတယ်ရှင်လုံးမအများရန်သွားနေကြတဲ့လူတွေရှိပါတယ်ကျွန်တော်တို့ကိုစားအကုစံပူရကရှင်လုံးမအကြာခဏသွားပြီးတော့ RCU မှာလည်းပါပါတယ်ဒီ CJDC ဖွက်ဖို့အစီအွေခေါ်တဲ့အချိန်မှာလည်းအကုစံပူရနဲ့ပူရဇပါနဲ့သွားပြီးတော့ အဲ့ဒီအစည်းအဝေးမှာပါပါတယ်အဲ့တော့ဒီ2021 September လ29ရက်နေ့ CJDC ဖွဲ့စည်းဖို့အစည်းအဝေးဆုံးဖြတ်ချက်ချတဲ့နေ့မှာကျွန်တော်တို့ပါပါတယ်အဲ့တော့ကျွန်တော်တို့က CJDC ရဲ့ founding member ဖြစ်ပါတယ်အဲ့မှာသူတို့ရဲ့ CJDC ရဲ့သတင်းထုတ်ပြန်ချက်မှာလည်း ကျွန်တော်တို့ပါပါတယ်ဒီအစုအဖွဲ့ဘယ်နှဖွဲ့ကနေဘယ်ဖွဲ့ဘယ်ဖွဲ့ကနေဒီ JTC ကိုဖွဲ့စည်းပါသည်ဆိုပြီးတော့စာထုတ်တဲ့အထဲမှာလည်းကျွန်တော်တို့နာမည်ပါပါတယ်ပီတာဆောင်းပြောသလိုဂျောင်းထဲကနေခွိတူးသလိုမျိုးတိုးဝင်လာတယ်ဆိုရဲဟာကလုံးဝရေးဆရာကောင်းတယ်ပေါ့နော်မထင်မဲ့မင်းမလီးမစားပြုတ်တဲ့စကားဖြစ်ပါတယ် အဲ့ဒီ meeting record တွေအကုန်လုံးပြန်ဖတ်လို့ရတယ်အဲ့ဒီနောက်မှာကျွန်တော်တို့ဒီ MOD ကကွယ်ရေးဝန်ကြီးဦးရင်မွန်နဲ့မစ်ဆက်တဲ့အချိန်မှာလဲ zoom နဲ့မစ်ဆက်ပွဲကျွန်တော်တို့လုပ်ခဲ့ပါတယ်အဲ့ဒီမှာလဲကျွန်တော်ကိုယ်တိုင် zoom မှာတက်ပါတယ်အဲ့ဒီတော့ကပုရလင်းက CDC ရဲ့ဥက္ကဋ္ဌဖြစ်တယ်အဲ့မှာလဲကျွန်တော်တို့ရဲ့အကြောင်းကိုဥရလင်းကဦးရင်မွန်စီမှာတဖွဲ့ချင်းစီရဲ့ အဲတမိုင်းအကြောင်းအတူချုံလေးကိုပြောပြပြီးရှင်းပြပြီးခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာလဲဟွန်ဂေါရမ်ဒီသဆိုရာတုံးမြုံနယ်ခွပြီးတော့အာသူတို့နေခဲ့တယ်အခုတော်လှန်ရေးမှာ သူ့ဖွဲ့ပြီးတော့ပါလာတယ် CJDC ဖွဲ့စည်းတဲ့အထဲမှာသူတို့ပါပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီ NUG ကာကွယ်ရေးဝန်ကြီးနဲ့ကျွန်တော်တို့တွေ့တဲ့ချိန်မှာလဲအဲ့ဒီထိန်တုံးက CJDC ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ကိုရလင်းကကျွန်တော်အကြောင်းကိုမက်ဆေ့ပေးတယ်အဲ့ဒီမီတင်မှာလည်းကျွန်တော်ကိုယ်တိုင်လည်းတက်ခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီ CJDC သတင်ဖွင့် secret ကဖွင့်စည်းတဲ့သူတွေထဲမှာ founding member အနေနဲ့ကျွန်တော်တို့ပါဝင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒုတိယမီတင်သူတို့စခေါ်တဲ့အချိန်မှာ အဲ့ဒီဒုတိယမီတင်ကနေစပြီးတော့စီအနောက်ကကျွန်တော်တို့ကိုဒီ CJDC ကနေပတ်ထုတ်ခု complaint စလို့တာဖြစ်ပါတယ်။ကျွန်မတို့ဟောငိုရပ်ကိုလက်ခံမယ်ဆိုရင်တီအနောက်ကဒီ CJDC မှာပါဝင်တော့မှာမဟုတ်ဘူးဆိုတော့ပုံစံမျိုးနဲ့သူတို့ကကျွန်တော်တို့ကိုအဲ့ဒီ CJDC မှာစပြီးတော့အာတိုင်နေပေါ့ဗျာ။ကျွန်တော်တို့ကိုထုတ်ဖို့ပြန်ထုတ်ဖို့ လုပ်နေတယ်။ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီစတင်ကလေးကပါလာတဲ့အဖွဲ့အစည်း founding member အဖွဲ့အစည်းတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်တို့အနေနဲ့ချက်ချင်းတော့ထုတ်လို့မရဘူးပေါ့။အဲ့ဒီချိန်တုန်းက CNO ကအင်အားကြီးတယ်ပေါ့ဗျာ။ Victoria မှာလည်းသူတို့ရုံခန်းဖွင့်ပြီးတော့သူတို့အာလန်ကိုထောင်ပြီးတော့အဲ့မှာလီကြီးလေကျဖြစ်နေတဲ့အချိန်အင်အားတထောင်ကျော်ရှိတယ်ဆိုပြီးတော့ တို့ပြောနေတဲ့အချိန်ပေါ့ DNA ထက်တော်မှအင်အားကြီးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ online မှာ shop on နေတဲ့အချိန်ဖြစ်နေတော့သူတို့မှအဲ့ချိန်တုန်းကတော့နည်းနည်း power ကြီးတယ်လို့မျိုးအာနာရှိတယ်ပေါ့ဗျာ CJDC မှာသူတို့ကိုယ်တိုင်ကလည်း CJDC မှာ DS ကိုတာဝန်ယူထားတဲ့အဖွဲ့အစည်းလည်းဖြစ်တယ်ကျွန်တော်အဲ့ချိန်တုန်းက CJDC မှာအဖွဲ့ကြီးတွေကိုကျွန်တော်တာဝန်ပေးတယ် chairmanship ကို CNA ကယူရမယ် GS ကိုအစီအကယူရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲဒီကတာဝန်ခွဲကိုကြားတဲ့အချိန်ဖြစ်နေတယ်အချိန်တုန်းကသူတို့ကအအရန်ကိုအအင်အကြီးတဲ့ပုံစံမျိုးနဲ့လုပ်နေတဲ့အချိန်ဆိုတော့ကျွန်တော်တို့ခံခဲ့ရတာပေါ့ဆိုတော့ကျွန်တော်တို့ရဲ့ computer ကျွန်တော်တို့ရဲ့ ကျွန်တော်တို့နဲ့တိုင်ပင်မှုမရှိဘဲနဲ့စီစီကျေးသီးစီမှာသူတို့ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်ဆိုတော့ကျွန်တော်တို့ခေါ်တယ်2020 February လ15လား16လား date တော့အတိအကျမသိဘူးအဲ February လ16လား15အဲ့လိုဝင်ချင်ဖြစ်မယ်ဘောလုံးရမ် HPO ကနေဆုံးဖြတ်ချက်ချနိုင်တဲ့လူ9 9ဦးလာခဲ့ ဒီ JDC ဥဆောင်ဖွဲ့နဲ့တွေ့မယ်ဆိုပြီးတော့ကျွန်တော်တို့ခေါ်တယ်။အဲ့ဒီမှာကျွန်တော်တို့တွားခဲ့ကြတယ်။အဲကျွန်တော်ဥဆောင်ပြီးတော့ကျွန်တော် GS ဖြစ်နေတော့ကျွန်တော်ဥဆောင်ပြီးတော့တွားတယ်။ကျွန်တော်ကာကိုကြီးဘက်ကတော်ဝင်ရှိတဲ့လူတွေပုံကိုယ်တွေနဲ့ကျွန်တော်ငါးဦးတွားတယ်။အဲ့ဒီမှာသူတို့မိခွန်း၃ခုမိခဲ့တယ်။ခမည်းတော်လက်လက်ကင်ပြီးတော့ဒီတော်လှန်ရေးမှာပါဝင်ခြင်းနဲ့ဆိုရင် CNO CNDF ရဲ့ လက်အောက်ခံသယင်းအနေနဲ့နေရမယ်သယင်းနာမည်ကတော့ရစ်ဘတ်တလီယံသူမဟုတ်ဘွန်နဲဘတ်တလီယံစိုက်တဲ့နာမည်ပြီးကမေရူဘတ်တလီယံတယင်းရဲ့ကွန်မန်ဒါကလည်းခမရုပ်ဖြစ်မယ်ဒါပြင်မဲ့ CNO CNDF နဲ့လက်အောက်ခံတယင်းဖြစ်ရမယ်တဲ့အဲ့ဒါမလူချင်ဘူးဆိုရင်ခမရုပ်ဗလာမြုပ်နယ်ထဲမှာနေလို့မရဘူးတဲ့နောက်တတိယချက်က ဒီနှစ်ချက်ကိုမလူချင်ဘူးဆိုရင်ကျွန်မတို့ CJDC ကနေထွက်ရမယ်တဲ့အဲ့ဒါကိုယူပါတဲ့ကျွန်တော်တို့ဒီချက်ပြန်စဉ်းစားလိုက်တော့ဒီတော်လှန်ရေးမှာကုဒီတကုရရကိုကာကွယ်ဖို့ free area movement အနေနဲ့ NUG ရဲ့အတိအမှတ်ပြု NUG ရဲ့ခွင့်ပြုချက်အရကျွန်တော်တို့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ် ပြီးဖလာမြုပ်နယ်ဆိုတာက CNO CNDF ရဲ့ပိုင်နဲ့မြုပ်နယ်မဟုတ်ဘူးသူတို့အစုဖွဲ့တဖွဲ့သေးပိုင်နဲ့မြုပ်နယ်မဟုတ်ဘူးကျွန်တော်တို့ဖူးပွားတွေပိုင်နဲ့ရွာတွေကျွန်တော်တို့ဖူးပွားတွေတည်ထားတည်ထားတဲ့ရွာတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေရာကနေလုံးဝထွက်မှာမဟုတ်ဘူးလို့ကျွန်တော်ပြောခဲ့တယ်ပြီးတော့ခမရိုးလက်အောက်မှာလည်းကျွန်တော်နေမှာမဟုတ်ဘူး ကိုယ့်အနေကိုကျွန်တော်တို့ဘုရားတွေပိုင်ဆိုင်ထားတဲ့ဘုရားတွေတည်ထားတဲ့ယောတွေအားလုံးကိုကျွန်တော်တို့ကာကွယ်ဖို့ဒီစီတဲ့ဘုံတော်မှာကျွန်တော်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ခမရတို့လက်အောက်မှာကျွန်တော်နေမှာလည်းမဟုတ်ဘူး။ဒီ CJDC ကနေလေကျွန်တော်တို့ထွက်မှာမဟုတ်ဘူး။ခမရတို့ထုတ်ရင်ထုတ်လိုက် ကျွန်တော်တို့ထွက်မှာမဟုတ်ဘူးခမရတို့ထုတ်ရင်လည်းကျွန်တော်တို့ဟာကျွန်တော်တို့ NUG နဲ့ဆက်သွယ်ပြီးတော့ဆက်လက်တော်လှန်ရေးမှာပါဝင်သွားမှာဖြစ်ပါတယ်ဒီစကားစစ်ကောင်စီကိုကျွန်တော်တို့ဆက်လက်တော်လှန်သွားမှာဖြစ်ပါတယ်ခမရတို့ယူခိုင်းတဲ့အဲ့ဒီအတုံးချက်မှာတစ်ချက်ကူမှကျွန်တော်တို့လက်မခံနိုင်ဘူးဆိုပြီးတော့အဲ့ဒီ CJDC ဥဆောင် တော်မတီကကျွန်တော်တို့ခေါ်တဲ့အချိန်မှာကျွန်တော်အဲ့လိုအဖြေခဲ့ပါတယ်အဲ့ဒါပြဿနာရဲ့အစကအဲ့ဒါဖြစ်ပါတယ်ကျွန်တော်တို့ CDC ကပင်ဖွင့်စီကရက founding member ဖြစ်ရဲ့ဒါနဲ့ဒုဒုတိယအချိန် meeting ကနေစပြီးကျွန်တော်တို့ကိုအဲ့လိုပတ်ထုတ်ဖို့ဒီ CDC ကနေထုတ်ဖို့သူတို့အကျိုးဆက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီကနေစပြီးတော့ပြဿနာတက်တာပေါ့ဗျာ ဆိုတော့အချင်းချင်းအဲ့လိုမဖြစ်ရလေအောင်ဆိုပြီးတော့ဥက္ကဋ္ဌ level president level အနေနဲ့သူတို့စီမှာရှိတဲ့ဥဆောင် committee ဝင်တွေအားလုံးသူတို့ဥက္ကဋ္ဌတွေအကုန်လုံး GSO သူတို့ defense secretary ရောပြီးရင် salami နေမှာရှိတဲ့ MP နောက်ဆုံးမစရွေးကောက်ခံ MP စုဖွဲ့တွေအားလုံးပြောမယ်ဆိုရင်ဝန်ကြီးချုပ်ဟောင်းဦးလျော်လွယ်ကစအကုန်လုံး ေါ်ပြီးတော့အိုက်ဇောမှာကျွန်တော်တို့စကားပြောကြတယ်ပထမချိန်မှာအဆင်မပြေဘူးဒုတိယချိန်ကျွန်တော်တို့ပြန်ပြောတယ်အဲ့ဒီမှာကျွန်တော်တို့ ground rule ဖြတ်ထားတာရှိတယ်နောက်တစ်ခါ meeting လုပ်ဖို့ကျွန်တော်တို့ပြောထားတာရှိတယ်အဲ့ဒီမှာလဲခမရလူကအဲ့ဒီ sub committee မှာဥက္ကဋ္ဌလုပ်လိုက်သုံးသုံးက convener လို့ဦးစံမကတို့မျိုးလို့ဆိုပြီးတော့ကျွန်တော်တို့ထုတ်ဖြတ်ခဲ့တာရှိတယ် ဒါမဲ့သူတို့ကလုံးဝစီဝေနောက်ထပ်မခေါ်ချင်တော့အဲ့ဒါနဲ့စီကျတိစီမှာကျွန်တော်တို့ကိုလောလောဆယ်ပြဿနာဖြစ်တယ်သူတို့ကိုဒီတိုင်းထားမယ်ဆိုရင်တော့ကျွန်တော်တို့ခရံဖြစ်ပွားနိုင်တယ်ဒါကြောင့် CDF ဂွန်လောရမ် HPO ကို CJDC member ကနေ pending လုပ်ပြီးပါဆိုပြီးတော့သူတို့ထပ်ပြီးတောင်းဆိုတယ် အဲ့တော့ကျွန်တော်တို့ pending အနေနဲ့ observer အနေနဲ့ထားပြန်ရောပြီးရင်ဒီလိုမဖြစ်ရဘူးဆိုပြီးတော့သူတို့ရဲ့ CJDC မှာကျွန်တော်တို့ကန့်ကွက်တဲ့ဟာကိုတောင်းမှအဲ့ဒီကျွန်တော်တို့မျက်နှာစုံအစည်းအဝေးမှာခမည်းတော်ကျွန်တော်တို့ကန့်ကွက်တဲ့ဟာကိုပြန်ပြီးတော့ရုပ်သိမ်းပြီးပါဆိုပြီးကျွန်တော်တို့တောင်းဆိုခဲ့တယ်ရုပ်သိမ်းပြီးပါ ကျွန်တော်တို့စီရင်နိုင်ငံရေးမှာအတူတူစင်တွဲပြီးလောက်ရအောင်လက်တွဲရအောင်ကျွန်တော်တို့စီရင်ဆွေးဖြစ်နေတဲ့ဟာကိုလက်ခံပြီးပါကျွန်တော်တို့လည်းဒီဝန်ကောင်ရမ်ဆိုတာကအခုမှစပြီးပေါ်လာတာမဟုတ်ဘူးကျွန်တော်ဖူးပွားကလေးကဖြစ်လာတဲ့ဝန်ကောင်ရမ်ဖြစ်နေတယ်ကျွန်တော်ဖူးပွားတဲ့တဲထားတဲ့ယော်တွေဖြစ်နေတယ်ပြီးတော့နိုင်ငံရေးအပြောင်းလဲကြောင်း သုံးမြို့နယ်မှာကျွန်တော်တို့ပွဲတာရှိတယ်ဗလာမြို့နယ်တမြို့နယ်အဲထဲမှာနေတာမဟုတ်ဘူးဒီဒီမြို့နယ်ရောသွန်ဆောင်မြို့နယ်မှာလည်းရှိတယ်ဒီဟာကူကျွန်တော်တို့တစုတစည်းတည်းနဲ့နေချင်းနဲ့ဒီတော်လှန်ရေးနိုင်ငံတော်အပြုံးလဲ Federal Democracy ကျွန်တော်တို့ဥတီနေတဲ့အချိန်မှာတကယ် Federal Democracy အစစ်စစ်ဖြစ်ပေါ်လာရင်ကျွန်တော်တို့ဟောလုံးဟောလုံးဒီတလေတစုတစည်းတည်းနဲ့ ပြန်နေခြင်းနဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့တိုက်ပွဲဝင်တာဖြစ်ပါတယ်မြန်မာနိုင်ငံတနေငံလုံးမှာ Federal Democracy ရရှိရေးချင်းပြည်မှာဘူပန်ပြတ်ထန်းခွင့်ရရှိရေးဒါပြီးရင်ကျွန်တော်တို့ကွန်ဂိုရမ်လဲသစုတစည်းတဲ့နဲ့ပြန်ပြီးတော့တီထောင်ခြင်းနဲ့တည်ဆောက်ခြင်းနဲ့ကျွန်တော်တို့ကိုနားလည်ပြီပါဆိုပြီးတော့အချင်းချင်းအခါခါကျွန်တော်တို့ပြောခဲ့တာရှိပါတယ်ဒါပေမဲ့ ူတို့အနေနဲ့ကတော့သူတို့ပြောသလိုပေါ့ဖလာမြုံနဲ့ဖလာမြုံနဲ့ပဲဦးနေဝင်းစီကသူတို့ရထားတဲ့အမွေအနစ်ကိုမဆွလွတ်ချင်ဘူးဟိုတနေ့ကသူတို့စာထုတ်လာလဲကျွန်တော်တွေ့တယ်ပြန်ရှာတော့မတွေ့တော့ဘူး2020 2008အခြေခံဥပဒေကိုတောင်မှအခုချိန်ထိသူတို့ကမဖြစ်သေးဘူးလက်ကင်နေတော့မယ်အဲ့ဒီ2008ဥပဒေအတိုင်းဖလာမြုံနဲ့ဆိုပြီးတော့ ဗလာမြုပ်နယ်မှာသူတို့ပဲအုပ်ချုပ်ရမယ်ဆိုတဲ့ပုံစံနဲ့အခုချိန်ထိလောက်တော့တာဖြစ်ပါတယ်ပြီးတော့ဟိုတနေ့ကသူတို့ပြောတဲ့အထဲမှာကျွန်တော်ကြားနေတာတခုကကျွန်တော်တို့ဗလာမြုပ်နယ်မှာတခြားလက်နဲ့ကိုင်မရှိရဘူးဆိုပြီးတော့ကျွန်တော်တို့မှာမူရှိတယ်တဲ့သူတို့မူကိုပဲတစ်ချိန်လုံးပြောပြောနေတယ်ဒီ2021နူဦးတော်လှန်ရေးမှာအားလုံးကတော်လှန်ကြတယ်ကျွန်တော်တို့လည်းတော်လှန်ခဲ့တယ်ဆက်ပြီးတော့ ဧပြီလကနေစလို့လူစုတယ်မေလလူစုတယ်နောက်ဆုံးဇူလ6ရက်နေ့မှာကျွန်တော်စတင်ဖွင့်စည်းခဲ့တယ် TNOCNDF ကဖလားမြို့နယ်ထဲမှာလက်လက်ကိုင်တခြားဖွဲ့စည်းမရှိရဘူးဆိုပြီးသူတို့စာထုတ်တာကဩဂတ်လမှာသူတို့စာမထုတ်ခင်ကျွန်တော်နလသုံးလဖွဲ့စည်းပြီး ZRA ရဲ့ဒါနဲ့ခံခဲ့ပြီးပြီး သူတို့စာထုတ်လို့ကျွန်တော်တို့နှုတ်ဆုတ်လို့မရတော့ဘူးကျွန်တော်တို့ဖွဲ့စည်းတာကြာပြီခင်ဗျားတို့လက်ခံပြီးပါအတူတူလုပ်ရအောင်အတူတူတော်လှန်ရအောင်အတူတူတိုက်ကြရအောင်နိုင်ငံရေးမှာလည်းတူလက်တွဲရအောင်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တာကြည့်တယ်ဒါပေမဲ့သူတို့ကကျွန်တော်တို့မူနဲ့မကိုက်ဘူးဘလားမြို့နယ်ဆဲမှာတခြားလက်နဲ့ကဖွဲ့စည်းမရှိအပ်ဘူးဆိုတော့ပေါ်စည်းကနေပဲ ကျွန်တော်တို့ဖြည့်နှိပ်ဖို့ကျွန်တော်တို့အုပ်ချုပ်ဖို့အခုအချိန်ထိသူတို့ပြောနေတော့မယ်အဲ့လိုပြောကြည့်ဆိုရင်တော့ချင်းပြည်မှာ CNA ကလွှင်ပြန်တဲ့လက်နက်ကိုင်ဖွဲ့စည်းမရှိရဘူးဆိုတာရှိတယ်ဒီသူတို့က EAO ER နိုင်ငံတော်တိမှတ်ပြုဆိုရတာရည်လည်းရှိတယ်အဲ့တော့သူကဖလားမြို့နယ်မှာကျွန်တော်တို့ကို အဲ့လိုမျိုးလောက်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကလည်းဆက်ပြီးတော့ဒီလိုအဲဆက်သွားခဲ့တာဖြစ်ပါတယ်ပြီးတော့ခုနကျွန်တော်တို့နှိမ့်နိုင်တဲ့ကိစ္စမှာကျွန်တော်တို့စာပုတယ်တခုကျွန်တော်နည်းနည်းပြောလိုက်မယ်ကျွန်တော်တို့စာပုရတယ်ရတယ်ပြန်တွေ့ရပြန်တွေ့ရအောင်ဆိုပြီးတော့ officially ကျွန်တော်တို့ CNO CNDF နဲ့ HPOC နဲ့ဘုံဘုံရံကျွန်တော်ပြန်တွေ့ကြရအောင်ပြန်ဆွေးနွေးကြရအောင်ဆိုပြီးတော့ ကျွန်တော်တို့စာပို့တယ်အဲ့မှာသူတို့ reply သူတို့ပြန်စာကခမရတို့စိတ်မပြောင်းသေးဘူးဆိုရင်ကျွန်တော်တို့မူကပြောင်းလို့မရဘူးခမရတို့နဲ့တွေ့ရင်လည်းဘာမှဆွေးနွေးစရာမရှိဘူးဆိုပြီးတော့ကျွန်တော်တို့ကိုစာပြန်တယ်အဲ့ဒါကြောင့်ဒီနေ့အထိသူတို့နဲ့အဝင် official meeting ပထိုင်ခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်က ကျွန်တော်တို့15ရက်နေမှာစပြီးတော့ကျွန်တော်တို့လက်ဒီထကြတယ်16ရက်နေမှာသူတို့စာပို့တယ်ဓမ္မရုံးနဲ့တွေ့ဆုံချင်းတယ်ဆိုပြီးတော့ကျွန်တော်တို့ကစာမပြန်ရသေးဘူးခေါင်းဆောင်တော်တော်များများခရီးထွက်ကြတယ်ပြတ်ကြောင်စာမပြန်ပဲနဲ့ဓမ္မရုံးလူကြီးတွေကိုစာပို့တယ်ဆိုပြီးတော့ရဲဘော်ဤအလုံးအင်းနဲ့ သူတို့ဥက္ကဋ္ဌရော GS ရော VC1 ရောလာကြတယ်လာရာတောင်မှနိခိလာရာမဟုတ်ဘူးမူးချုပ်မှရောက်လာတယ်အဲ့ဒီကိစ္စရောပြီးမှပူပွေးတဲ့အရှင်းပြပါလိမ့်မယ်ကျွန်တော်ပြောချင်တာကသူတို့စာပို့ရမှနဲ့ဒါပေမဲ့သူတို့စာကိုကျွန်တော်တို့ပြန်စာမရေးသေးဘူးအဲ့ဒါကိုခမည်းတော်လူကြီးတွေကိုစာပို့ရဆိုပြီးတော့ တင်အားအလုံးကြီးနဲ့ meeting time လို့လို့နဲ့လာကြတယ်။ဒါလိုက်တော့အဲ့ဒါသူတို့ပြောတဲ့ဟာကဥက္ကဋ္ဌကိုဖုံးဆက်လိုက်တော့အာကျွန်တော်တို့လူကြီးတွေခရီးထွက်တယ်သူတို့ပြန်လာမှစီဝေးထိုင်ပြီးတော့မှကျွန်တော်စီဝေးထိုင်နိုင်မဲ့ဤရက်ဒီအချိန်လေးပြန်ပြောမယ်ဆိုပြီးတော့ကျွန်တော်တို့ဥက္ကဋ္ဌကပြန်ထားတဲ့ဟာရှိတယ်။အဲ့ဒါနဲ့သူတို့ကအနောက်ထပ်အကြောင်းပြတယ်ကျွန်တော်တို့ဖလာမြူတင်းလို့အောင်ပွဲခံဖို့ ဟိုယောတယောကနောက်တက်ပြီးမှသမင်းစားဖို့ကျွန်တော်တို့သွားရဆိုပြီးတော့ကျောင်းထပ်ပြလေဒါလည်းသူတို့လင်းရတာပဲသူတင်ပြီးတော့ကျွန်တော်ပြောခဲ့တာအများရှိတယ်အဲ့ဒီကိစ္စကြီးတော်တော်များများကတော့ပူပိတ်တဲ့ပြောမှအပူရှင်းမယ်လို့ကျွန်တော်ချင်ပါတယ် CJDC ကိစ္စနဲ့သူတို့နဲ့စတင်ပြီးတော့အဲ့လိုမျိုးငင်းပေါ်တဲ့ကိစ္စက အပထမချိန်ရင်းနဲ့ကျွန်တော်အဲ့လိုနဲ့ပဲဆုံးသက်လောက်အောင်မယ်လူအပ်တဲ့ဟာနောက်မှဖြစ်ပါမယ်ပြည့်စုံရခြင်းတိုင်း